မြောက်ကိုရီးယားကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂိုရန်ထရွန်ဒေါကြီးကကွယ်ရေးအစီအမံဟာအဂါသားကိုလက်နက်တပ်ဆင်ရန်ရည်ရဲအလွန်အနေများတဲ့အစီအမံဖြစ်ရှုံးချလိုက်တယ်လို့မေလ28ရက်နေ့မှာမြောက်ကိုရီးယားအစိုးရပိုင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးဌာနကအစိုးရထုတ်ပြန်ချက်မှတ်တမ်းကိုထုတ်ပြန်ခဲ့ရမှာ၎င်းဒေါကြီးကကွယ်ရေးစနစ်ဟာ နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံများရဲ့မဟာဗျူဟာမြောက်လုံခြုံရေးကိုချင်းချောင်းရည်ရွယ်တဲ့အလွန်အနည်းများတဲ့ချင်းချောင်းမှုစီစဉ်တရေဖြစ်တယ်လို့ဖော်ပြထားကြောင်းကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA ကဖော်ပြပါတယ်။ထရန့်ကဒုံးကျည်ကော်ကော်ရေးစနစ်အတွက်အသည့်ချွတ်ချွတ်အသေးစိတ်များကနအုပ်ငွေကြေးထောက်ပံ့ပေးမှုများကိုလွန်ခဲ့တဲ့သတင်းပတ်မှာထုတ်ပြန်ပေးခဲ့ပြီး၎င်းဒုံးကျည်ကော်ကော်ရေးစနစ်ဟာမိမိတို့နိုင်ငံရဲ့အောင်မြင်မှုနဲ့အသက်ဆက်ရှင်သန်မှုအတွက်တောင်အလွန်အရေးပါနေရလို့ပြောကြားခဲ့ပါတယ်။ ၎င်းဒုံးကြီးကကွယ်ရေးစနစ်ဟာထင်သာမြင်သာရှိတဲ့နည်းပညာဆိုင်ရာစိန်ခေါ်မှုများနဲ့နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်နေရတယ်လို့လေလာဆက်စစ်သူများကပြောကြားခဲ့ပြီးကုန်ကြမ်းစိန်များပြားလောနိုင်တယ်လို့ဆိုပါတယ်။ မြန်ကိုရီးယားဆိုရရဲ့ထုတ်ပြန်ချက်မှာအမေရိကန်ပြည်ထောင်စုဟာအကာတားကိုစစ်စင်ရေးပုံစံပြောင်းလဲရန်ထင်ရဆိုင်လှုံ့ဆော်မှုဖြစ်တယ်လို့ဆိုဆွဲထားပါသည်ဒုံဂျီကကွေစနစ်တစ်ကိုတိစောက်မဲ့အမေရိကန်ရဲ့အကြံစီဟာနျူကလ িয়ার နဲ့ကင်ထားတဲ့နိုင်ငံတွေရဲ့လုံခြုံရေးစိုးရိမ်မှုကိုစွာပေးတာအပြင်ဘက်အာဂါသားကိုနျူကလ িয়ার စစ်မြေပြင်ဖြစ်လာမဲ့အနေအထားဖြစ်ပြောင်းလဲတာတို့ကနေကမ္ဘာနျူကလ িয়ার နဲ့အာဂါသားနဲ့ပြန်ဆိုင်မှုကိုပေါ်ပေါက်စေမဲ့အရင်းခံအကြောင်းဖြစ်ပါတယ်လို့ဖြည့်ဆွတ်ဖော်ပြထားပါတယ်